မင်္ဂလာပါဦးနိုင်အစားတက်ရချရတော်သူများဒီနေ့ဘာဟင်းချက်စားကြပါသလဲဦးနိုင်ကတော့အခုမြင်တွေ့ရတဲ့အတိုင်းချက်စားပြီးတော့အရန်ကိုစားကောင်းနေပါတယ်အဲ့တော့အိမ်မှာကဝယ်ထားတဲ့ကြက်သားတို့အယိုးတို့ကြံသေးတာလေးရယ်ကလပ်ပဲလေးရယ်ရောပြီးတော့ချက်ပဲလေးချက်လိုက်တယ်အဲရတာတော့ကတော့စားတို့ကြက်သားမှုတ်တို့စွန်းနှမှုတ်ပြီးလို့ရှိရင်အဲမဆလာနှုတ်စိမ်းထည့်ပြီးတော့မှသေချာလေးနဲ့နဲ့ထားလိုက်တယ်နော်ပြီးတော့ခါမှဦးနိုင်ပဲလေးလည်းပြုတ်ထားလိုက်ပဲပေါ့နော်ပဲလေးကတော့ဥခေပဲတွေကကြတော့ခဏပဲပြုတ်ရတယ်နော် ဟိုညတွေကစိန်ထားပြီးတော့မှလှုပ်ဆရာမလို့ဘူးเนาะခဏလေးနဲ့နူးလွယ်တယ်ပေါ့လေပြီးတော့မှနိုင်ငံအသုံးပြုမဲ့စီလေးကတော့ရွှေအုံမြေပဲစီတန်လေးကိုအသုံးပြုမှဖြစ်ပါတယ်စီတပ်ဗုဒ္ဓကိုရောစီလေးထည့်မယ်ထည့်ပြီးတဲ့အခါမှာတော့ပြင်းတော်သိရွက်ကလေးကိုအရင်ဆုံးစီတက်လိုက်မယ်ဇွန်းနုံမုတ်လေးထည့်မယ်ပြီးလို့ရှိရင်ထောင်းထားတာကတော့ကြက်တော်အနီးကြက်တော်အဖြူဂျင်းငရုတ်သီးစိမ့်မုတ်တော့အဲ့ဒါလေးကို share plan နဲ့မှုေးလောက်စီတက်မယ်အဲသူမှုေးလာပြီဆိုလို့ရှိရင်တော့ဆိုတော့နေထားတဲ့ကျွန်တော်ကြက်သားတွေထည့်လိုက်မှဖြစ်ပါတယ် ချက်သားကလည်းထုံးစံအတိုင်းတော့ပြောနေကြတယ်ထက်နေပြီပေါ့နော်ချက်သားတွေထွက်လာတဲ့အရေးတွေခန်းသွားအောင်ပေါင်းပစ္စည်းတွေအားလုံးစုပေါင်းပြီးတော့မှုေ့ကြိုင်လာအောင်ဒေသစိတ်ရှည်လက်ရှည်နဲ့ဦးနေလို့စီသက်ပေးပါမယ်ကျမဆိုလို့ရှိရင်တော့အနိုင်ကအစီဘူးနဲ့အဲခြေတော့ကိုပိုထည့်ပြီးချက်တာများတယ်အလိုမျိုးအရေးနဲ့ပတ်သက်လို့ချက်ပြီးဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဦးတို့အခုဆိုရင်စီပြန်လာပြီစီပြန်လာတဲ့အခါမှာဆော့ဆော့ကပြုတ်ထားတဲ့ကလပ်ဘဲကိုဦးနဲ့တဝက်ရင်ထည့်လိုက်မယ်တဝက်ထည့်ပြီးတော့မှ ထောင်းစံတမဲ့ပြန်ပြီးတော့မှရောတော့မှွေလိုက်မယ်မှွေပြီးတဲ့အခါမှာကလဘဲပြုတ်ရည်ကျန်သေးတယ်လေနော်ကလဘဲပြုတ်ရည်ကျန်တာလေးပါထည့်ပြီးတော့မှအရင်ပရမဆုံးစုအောင်နော်အဖုံးလေးအုပ်ပြီးတော့ချက်လိုက်ပါမယ်ချက်ပဲဟိုးလေးကထွက်နေတဲ့အနံလေးကတော်တော်လေးကိုဆွဲစားမှုအကောင်းနေပြီ ဲ့တော့နဲ့တော့ရင်နွေးစူးစူးထက်ထဲမယ်တော့ကြက်သားနဲ့ဒီအရိုးတွေနူးဤသွားအောင်ချက်မယ်ဒီလိုအရည်တွေနဲ့ချက်တဲ့အခါမှာအသားတွေကိုအရသာဝင်ဖို့ဆိုလို့ရှိရင်နူးဤပြီးတော့မှကိုထည့်တဲ့အရသာတွေကလည်းပြည့်နေဖို့လိုတယ်နော်အဲ့ဒါမှသာအသားတွေမှာလည်းအရသာရှိမှဖြစ်ပါတယ်ဥနဲ့စစောကပြထားတဲ့ဒီ ဟိုကလဘဲကြံတဲ့တဘောကိုတော့ချငန်းနေမှာထဲမယ်။ဦးနိုင်ကတော့ဒီပြစ်ပြစ်ကလေးကိုကြိုက်တယ်။နော်အစီပြောက်သွားရင်လည်းပြဿနာမရှိဘူး။ဦးနိုင်မဟေသေးရကြတော့အဲ့လိုအစီလေးတွေဝါးစားရတာကြိုက်တယ်။အဲ့တော့အစီလေးကိုချငန်းနေမှာထဲလိုက်မှာဖြစ်ပါတယ်။အခုဆိုတော့ရာသာတွေနဲ့ပြည့်စုံနေတဲ့ဦးနိုင်ရဲ့ကြက်ပဲဟင်းဝန်လေးပြီးသွားပါပြီခင်ဗျာ။မင်္ဂလာပါ။ဒီနေ့ကြက်သားပဲဟင်းလေးကိုတော့ထမင်းနဲ့မစားဘူးပဲကြဆန်နဲ့စားမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ဟင်းနဲ့ထည့်ထားပြီးသွားပြီ။ညုတ်သီးအကြက်မုတ်ထည့်ထားတယ်။အချင်းတက်တမ်းများသီးလေးပဲနဲ့ထပ်ထည့်လိုက်တော့မယ်။နောက်တမ်းများသီး ကဲလက်လက်ဆေးပြီးသွားပါပြီခင်ဗျာပေးကြစမ်းညအသေးဘူးမင်းအရသာအရေထဲမှာထိမိနေအောင်ထင်တာတော့ဘာမှထပ်ထည့်စရာမလိုတော့အဲ့တော့အသားထဲမှာလည်းအရသာဝင်တယ်ပြီးလို့ရှိရင်အဲအချင်းလေးပဲလို့တော့တပြာတိကိုဒီထဲမှာစိတ်ထည့်လိုက်ကဲစားမယ် 啥叫碗旁边啊？剃。 ော်တော်ကောင်းပါတယ်ခင်ဗျာညာမိုးကထပ်ဝုန်းသွားသေးတယ်နော်အဲ့ပဲဒီရောလာတော့မသိဘူးအကြည့်တွေရောသွားသေးတယ် ပဲကြတဲ့10သားပြုတ်ပါ ကောင်းလိုက်တာပါမိုးရှိတယ်ပါမိုးမီးကင်ပြီးတော့သားလိုက်တယ်အပြင်ကသွားတဲ့နေ့ဆိုတော့အပြင်သွားအပြင်သွားတဲ့နေ့ဆိုလို့ရှိရင်နန်းများတို့အီတာကတို့ဝယ်လာတယ်ဒီခါဒီရန်လဲနန်းကြီးဘက်တို့ညက်ခေါက်ဆွဲနေစားတယ် Cheers. ကဲဦးနိုင်စားတာကိုကြည်ပြီးတော့အားလုံးထမင်းစားမြိန်ကြပါစေခင်ဗျာအားပေးနေကြတယ်အစားတလဲမှာချစ်ရတော်သူတို့ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်အစီအစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါမယ် See you bye bye ဟင်းချုံမုတ်ပါတဲ့เนาะဟင်းရဲ့အရသာနဲ့မပါတဲ့အရသာတခြားစီเนาะဟင်းချုံမုတ်ပါလို့ဟင်းနေရာအရန်ကိုစားလို့ကောင်းတာဖြစ်တယ်အခြားမုတ်တွေဘလောက်ပဲထည့်ထည့်เนาะအဲဒါကြောင့်မို့ဟင်းချုံမုတ်မပါဘူးလို့ပြောရမယ်လဲအနေငယ်တော့ တုံးကြတာပဲဒါပေမဲ့အဓိကဦးနှံ့တို့ဒီတုံးတဲ့ဟင်းချုံမုတ်ကအနှဲငယ်ထဲုံနဲ့ဟင်းအဲသားကိုပေါ်လွင်နေပြီးလို့ရှိရင် quality ကောင်းတာဖြစ်တယ်ပြီးတော့ဒီဟာကိုစားသုံးတဲ့အတွက်လည်းကို့မှာရှိတဲ့ယောဂါတွေကိုသွားပြီးမှမထိကြိုက်ဘူးပို့ပြီးတော့တိုးမလာဘူးယောဂါတော့ပြောင်းမသွားဘူးပေါ့နော်ပို့တိုးမလာဘူးဟင်းချုံမုတ်စားခြင်းဖြစ်အဲ့တော့ဟင်းချုံမုတ်မပိုင်ဟင်းမဖြစ်တဲ့သူတွေကဒီအဲ 1kg 63ကျန်သားဦးတီရောင်းပေးနေတဲ့ဟင်းချုံမုတ်အသုံးပြုပါနော်ဈေးတော့ကတော့9000 3000လက်လီလက်ကအထုတ်တရာယူနေ9000 3000ပဲဘဇက်ကဒါအရင်ပြောနေကြတိုင်းအထုတ်တရာလို့ပြောတာဟုတ်အသိလည်းမရှိတော့ဘူးနော် စီးတွေမဝင်တော့အဲအဲ့တော့အချို့မုတ်မရှိဟင်းမဖြစ်တဲ့သူတွေကိုယူလို့ရတယ်ကြက်သားမုတ်ကတော့၄၀၀ gram size ပဲရှိတော့တယ်ဈေးနှုန်းက၁၀၀၀နဲ့မှ၅၀၀ နော်ဒါအာဂျီနိုမိုတိုကုမ္ပဏီကပဲထုတ်တယ်အဲစက်သားမို့ဖြစ်ပါတယ်ကြက်ရဲ့အချိုရသားရှိမယ်အဲစက်သွန်ဘူးအငရုတ်ကောင်းနော်စာနော်အဲ့ရသားလေးပါမယ်ပြီးတော့ coffee နဲ့ပတ်သက်လာလို့3 in 1နေလို့ကျင်တယ်ဆိုလို့ရှိရင် super ရအောင်မယ် super အထက်မှာ25တုပ်ပါတယ်နော်အစိမ်းအနီအပြနော်အဲ့ဒါကဈေးတော့ကျတော့2000နဲ့2000ဖြစ်ပါတယ်နော်အဲ့တော့ဒါတွေက3 in 1နေဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ဟိုနေတော့ Nest Nest ရဲ့ပြည်သက်တွေကတော့ Nest က28ခွန်းထုတ်ပါမယ်ဈေးတော့2000နဲ့9000နော် Nest Blend and Brew ဖြစ်ပါတယ် เนาะตัวก็จ้ะเนาะ3 in 1มาပဲနောက်ပြီးလို့ရှိရင်ဦးနေတို့ copy ကို copy ကိုက Thai မှာနာမည်ကြီးတယ်ဂျပန်တို့ကိုရီးယားတို့မှာလည်းနာမည်ကြီးတယ်ဒီ copy ကို cappuccino အရသာเนาะတော့3 in 1အထက်မှာကအထုံး20ပါမယ်ဈေးတော့1000နဲ့မှာ9000ဖြစ်ပါတယ်နော်အဲ့ဒါလေးကလည်းအခုတော်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 လေးကိုကြိုက်ကြတယ်ပြီးလို့ရှိရင် coffee mug ကြီးပဲတည်တဲ့ကြိုက်တဲ့သူကကြတော့ Ness Red Cup နော် Red Cup ကကြတော့အထက်မှာ Caro နှစ်ထုပ်ပါမယ်ဈေးတော့ကကြတော့9000နဲ့9000နော် Espresso အစိမ်းအောင်ဘူးလဲရမယ်အနေရှိမယ်အစိမ်းရှိမယ် coffee မှုတ်ကြီးပဲတည်တတ်တဲ့ cream နဲ့တကြားနဲ့ individual ဖြောတောက်ခြင်းတဲ့ဒူတွေเนาะဒါလေးယူထားမယ်ဒါလေးရနေသေးတယ်အဲပြီးလို့ရှိရင်မရသေးလဲဆိုတော့ overall မှာ detox เนาะစမ်းမိုက်တဲ့တောက်တဲ့အဲ့ဒါမှာ28ခွန်းထုတ်ပါမယ်143မျိုးတော့ပါတယ်เนาะဈေးတော့2000နဲ့မှ800တောင်ဖြစ်ပါတယ်နော်ရိုးရိုးရေလေးနဲ့ပဲဖန်ခွက်ထဲမှာထည့်ဖြော်လိုက်အောင်မယ်။နော်အသီးနှံတွေအများကြီးဝယ်ဝဲပြီးတော့မှအိမ်မှာဂျူဆာနဲ့ချိန်ပြီးတော့အလုတ်ရှုပ်စရာမလိုတော့ဘူး။အဲဒါလေးတောက်လိုက်လို့ဆိုလို့ရှိရင်နော်နောက်ကျမ်းမိုက်တွေ တဲ့ပတ်သက်တဲ့လိုအပ်ချက်တွေเนาะဒီဗိုက်တာမင်စီရရှိမှဖြစ်ပါတယ်ပြီးတော့ရှင်သွားတဲ့ဈေးအားဒီမှာမြင်တဲ့အတိုင်းเนาะဆန်ဆိုရိုင်းရမယ်160 gram ဖြစ်တယ်เนาะသွား size အကြီးဖြစ်တယ် time mate ဖြစ်တယ်ဈေးတော့3000နဲ့မှ2000မှာခင်ဗျာเนาะသွားတဲ့ဈေးဒါကတော့အခြေခံအဖြစ်တော့ဘယ်ဟာဝဲယူယူသွားကျင်တာเนาะထုံတာကြိုက်တာကြိုက်တော့သွားကျင်တာပြောင်းမှာပေါ့เนาะဒါကတော့ဂျပန်စမေဆိုးဆွေးဖြစ်ပါတယ်4000နဲ့မှ9000အနည်းအောင်ရအောင်မယ်เนาะဒါယူတန်တဲ့ဆွေးဟုတ်မယ်ထိုင်းကကြတော့ရှော်မယ်เนาะ အဲသူကကြတော့တထုံ9တောင်ဆိုပြီးမော်တင်လိုက်မယ်ဆိုးလိုက်မယ်ပြီးလို့ရှိရင်ခေါင်းရှော်ရှာလိုက်ပြီးသွားပြီဆိုပြီးဆိုပြီးသားဖြစ်သွားပြီပေါ့နော်ဒါရှော်မယ်အထက်မှာနှစ်ထုံအကန့်လေးနှစ်ကန့်ပါတယ်နော်ရောပြီးဆော်လိုက်အောင်မယ်ဒါကြတော့ဒါဒါကြတော့အဲမြင်တွေ့ရတိုင်း9မျိုးပါမယ်နော်ဒါက3မျိုးပြီးလို့ရှိရင်ပုံစံထွင်တာရဲ့ပြီးတော့အကြီးကွန်ခေါ်တာလေးပါမယ်သူကဒီ9မျိုးဆက်ကွန်မှာ2000ပါပဲနော်အဲ့တော့အားလုံးကျေးဇူးအထူးပဲတရှိပါတယ်ခဗျာ